စေမယ့်အကြောင်းအရာတွေထပ်ပြီးတော့တင်ဆက်ပေးဦးမယ်8 days ထဲမှာဖတ်ထားတာပေါ့နော်ဘူးတုဒ္ဒရဲမှာမှာဘာလဲဆိုတော့မြင့်နဲ့ပတ်သက်ပြီးပြောပြမှာမြင့်ဟိုမြင့်တူဝါရုပေါ့နော်ဒါနဲ့ပတ်သက်ပြီးပြောပြမှာတို့ဒီညီမပြည်မနေရတာလေတခုတော့ဒါကံကောင်းတယ်လို့ပြောရမယ်ဟင်းသီးဟင်းရွက်တွေအသီးနှံတွေအရန်ပေါ့တယ်ပေါ့နော်ချားပါတယ်ဆိုတာမရှိဘူးဒီတော့စိတ်ပတ်ဝန်းကျင်အသီးနှံတွေအားလုံးကလည်းညီမပြည်သူပြည်သားရဲ့အနေနဲ့လွယ်လွယ်ကူကူချပွေပြီးတော့စားတောက်လို့ရတယ်ပေါ့နော်ဒီတော့အခုပြောပြမယ့်အကြောင်းအရာမြင့်ပေါ့နော်ဒီတော့မြင့်ဟိုမြင့် ဝါပေါ့နော်ဒါနှစ်ခုလုံးကလည်းဒါဝါကနေမြင့်ဖြစ်တာဆိုတော့လေမြင့်ကနေဝါဖြစ်တာဆိုတော့အဲဆက်ဆက်ပြီးတော့ဒါအကုန်လုံးပြောပြမယ်ဒီတော့အစာလဲဆေးဆေးလဲအစာဆိုတဲ့အတိုင်းပဲပေါ့နော်အခုမိတ်ဆက်ပေးမယ်ဒီမြင့်အကြောင်းဝါပင်ဟာဆိုလို့ရှင်တော့ဒါအပင်အနေနဲ့ ဟင်းဒီဟီရတို့ရဲ့ဘီရင်ဆိုပြီးတော့လဲတင်စားပြီးတော့ခေါ်ဝေါ်ကြရတဲ့နောက်တစ်ခါမှထပ်ပြီးတော့တင်စားခေါ်ဝေါ်ကြရတာဆိုရင်ကပအမြန်ဆုံးတစ်ပင်လို့လဲခေါ်ကြရတဲ့ဝါပင်ကိုတဲ့ဘာလို့လဲဆိုတော့ဝါပင်ရဲ့ကြီးထွားမှုသူ့ရဲ့နှုံထဆိုလို့ရှိရင်အရင်မြန်ဆန်တယ်ပြီးတော့ဝါပင်ကကြတော့တစ်တော့ထွက်ပေါ့နော်အပင်တစ်မျိုးဖြစ်တယ်ဒါပေမဲ့သူကတစ်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အိမ်ဆောက်တဲ့ညမှာဆိုလို့ရှိရင်လဲဝါကိုအသုံးပြုပြီးတော့လဲဆောက်လုပ်ကြရပေါ့နော်ပြီးတော့ဝါပင်ဆိုတာကဒါမြက်ပင်မျိုးနွယ်စုထဲမှလဲပါဝင်တယ်ဒီတော့1815ခုနှစ်မှာဆိုရင်ဂျာမန်လူမျိုးရုပ်ခဗေဒပညာရှင် Charles Can န်ကနေပြီးတော့ဒီဝါပင်ဟာမြက်ပင်ရဲ့အမျိုးအစားထဲမှာပါတယ်ဆိုတော့သူ့အနေနဲ့စတင်ပြီးတော့တွေ့ရှိခဲ့တာဖြစ်ပါတယ်တဲ့ဒီတော့ဝါပင်ကိုကဘာအနှံ့မှာဆိုလို့ရှိရင်တော့ဒါပေါရောက်နေရပေါ့နော်စိုက်ပျိုးစရာမလိုဘဲနဲ့အလိုအလျောက်ပေါရောက်နေရဆိုတာကိုလည်းတွေ့မြင်ရမယ်ပေါ့နော်ပြီးတော့ဝါပင်ဆိုတာမျိုးခုတ်ပြီးပြီဆိုရင်လည်းပြန်ပေါက်တယ်သူ့ရဲ့အမြင့်တွေကဟိုးမြေကြီးထဲမှာဝင်နေပြီးတော့သူ့ခုတ်ပြီးဆိုလည်းပြန်ပြန်ပြီးတော့ထွက်တာပေါ့နော်ဒီတော့တဖန်ပြန်ပြီးတော့ရှင်သန်နိုင်တဲ့အပင်အမျိုးအစားထဲမှာပါတယ်ကဘာအနေနဲ့ခြီးပြီးပြောမယ်ဆိုလို့ရှိရင်တော့ကဘာပေါ်မှာဝါပင်အမျိုးအစားခွဲပေါင်းက1500 35မျိုးရှိတယ်။အဲပြီးတော့ဒီတစ်နှစ်ကနေပြီးတော့9နှစ်အတွင်းမှာဆိုလို့ရှိရင်သူကဒါကြီးထွားတတ်တဲ့ဒါအလင်းအမြန်ထွားတဲ့အပီမျိုးတွေမှာပါတယ်ပြီးတော့ဒါတခြားသစ်မှာပြီးနေဆိုလို့ရှင်တော့နှစ်ပေါင်းဒါ30ရာနေပြီးတော့40အထိပေါ့နော်အချိန်ယူရတယ်ဝါပင်ကတော့အဲ့လိုမဟုတ်ဘူးသူကတစ်နှစ်ကနေ9နှစ်အတွင်းမှာဆိုရင်တော်တော်လေးကြီးထွားတဲ့အဆင့်အနေထားကိုရောက်တယ်မြန်မာနိုင်ငံမှာဆိုလို့ရှင်တော့ဝါပင်အမျိုးအစားကဘယ်လောက်ရှိလဲဆိုတော့100ကျော်ကျော်တွေ့ရတယ်ပေါ့နော်အမျိုးအစားက100ကျော်ရှိတယ်ဝါမျိုးခွဲပေါင်းကကြာတော့200ကျော်လောက်ရှိရဲ့တဲ့ဒီတော့မြန်မာဝါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မြန်မာနိုင်ငံမှာရှိ ှိတဲ့ဝါမျိုးစားကတော့တရနှစ်မျိုးလောက်ရှိရပေါ့နော်ဒီတော့ဒေါက်တာဆန်းဝင်းနဲ့တဲ့ဦးမင်းကိုကိုကြီးတို့ပြုစုထားတဲ့ဝါဆိုင်ပြိုခြင်းနဲ့စီမံအုပ်ချုပ်ခြင်းလက်ဆွဲစာအုပ်ထဲမှာဖော်ပြထားတာဆိုလို့ရှိရင်လူသိများတဲ့ထင်ရှားတဲ့ဝါမျိုးစားတွေအနေနဲ့ကတဲ့ကြက်ခတ်ဝါပြီးတော့ကြက်တောင်းဝါပြီးတော့ဝါပြောက်ဝါဝါဘူဝါပြီးတော့တပင်နိုင်ဝါဝါနဲ့ဝါဖြူဝါမင်းဝါဖျောင်းဆိုပြီးရရှိရပေါ့နော်ပြီးတော့နောက်တစ်ခုရှိတာရွှေဝါဆိုပြီးရရှိရရွှေဝါကကြတော့ဒါအလှအနေနဲ့စိုက်ပျိုးကြတယ်လीအ ဝါပင်လေးလေအိုးဒီဒီချစ်စားလေးဒီလေးဂျပန်နိုင်ငံကိုဒါဟီရိုရှိမာဘုံကျဲတော့ဆိုလို့ရှင်ဓာတ်ရောင်ကြီးအတင်ကြရပေါ့နော်ဒီတော့ဓာတ်ရောင်ကြီးမတင်မဲနဲ့ကြန့်ရှိခဲ့တဲ့ရှင်သန်ခဲ့တဲ့တခုတည်းတော့အပင်ဟာဝါပင်တခုပဲရှိတယ်တဲ့ဒီတော့တို့အနေနဲ့ဝါပင်ကိုလေးလာလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဝါပင်ကကြတော့ဓာတ်ရောင်ကြီးတန်းကိုတခြားအပင်အမျိုးအစားတွေထက်ပေါ့နော်ဒါတော့ပုတ်ခတ်နိုင်တယ်သူကဓာတ်ရောင်ကြီးတင်းတဲ့အခါမှာဆိုလို့ရှိရင်ဒါပျက်စီးတခြားပင်တွေအနေနဲ့ပျက်စီးကြပြီမဲ့ဝါပင်ကတော့မပျက်မစီးပဲနဲ့ဒါကြန့်ရှိနေခဲ့တယ်ပေါ့နော်ဒါကြောင့်မို့လို့ဝါပင်က တော့ဂင်းနစ်ဆန်ချိန်လည်းဝင်ခဲ့တယ်။ကမ္ဘာဂင်းနစ်ဆန်ချိန်ဝင်ခဲ့တဲ့အကြောင်းရင်းကကြတော့သူ့အနေနဲ့ကမ္ဘာပေါ်မှာတဲ့အမြန်ဆုံးကြီးထွားနိုင်တဲ့အပင်ဆိုပြီးတော့ကမ္ဘာဂင်းနစ်ဆန်ချိန်ဝင်ခဲ့တာတဲ့။သူကတနည်းကိုတမီတာရှည်တယ်ပြီးတော့ကမ္ဘာဂင်းနစ်ဆန်ချိန်ထဲမှာဆိုလို့ရှင်လေအပင်အလုံးထဲမှာဆိုရင်အမြန်ဆုံးကြီးထွားနိုင်တဲ့အပင်အဖြစ်နဲ့မှတ်တမ်းတင်ထားတယ်တဲ့။ဝါပင်ပေါ့နော်။ဒီတော့ဝါပင်ကနေပြီးတော့ရာရင်မြစ်ပေါ့နော်။ဒီတော့အတုံးဆောင်အနေနဲ့ရောပြီးတော့စားသုံးနိုင်တဲ့အပင်တွေထဲမှာဆိုလို့ရှင်ဝါပင်ကလည်းပါတယ်။ဝါကနေရာရဲ့မြစ်ကိုဆိုလို့ရှင်လေအလုံးကနှစ်ချိုက်စွာနဲ့စားသုံးကြတယ်။ဝါပင်ကိုစားသုံး ကြားတဲ့ဒေတာရဲ့အနေနဲ့နိုင်ငံတွေအနေနဲ့ဆိုလို့ရှိရင်အာရှနိုင်ငံတော်တော်များများလည်းပါတယ်ပေါ့နော်ဒီထဲမှာဆိုရင်တို့ရဲ့မြန်မာနိုင်ငံရှိမယ်ပြီးရင်ဂျပန်ကိုရီးယားထိုင်ဝမ်တရုတ်ထိုင်းဖိလစ်ပိုင်ပြီးရင်အင်ဒိုနီးရှားနီပေါနဲ့အိန္ဒိယနိုင်ငံတွေပေါ့နော်ဒီနိုင်ငံတွေမှာဆိုလို့ရှိရင်လည်းမြစ်ကိုတဲ့အစားအသောက်တစ်ခုအနေနဲ့အားရပါးရစားသောက်ကြတယ်တဲ့ဒီတော့ဟင်းသီးဟင်းရွက်တို့ရဲ့ဘီရင်ဖြစ်တဲ့ဒီမြစ်ရဲ့ဆေးဘက်ဝင်မှုနဲ့ပတ်သက်ပြီးတော့ဒါပေါ့နော်ဆရာဦးကောင်းညွန့်ပြုစုထားတဲ့ပရဆေးပင်နဲ့ပရဆေးပစ္စည်းအထိတ်ထံမှာဆိုလို့ရှိရင်တော့အပိတံပေါ့နော်အပိတံထဲမှာဆိုလို့ရှိရင်တော့ မြင့်ဟာတဲ့သွေးသားညင်ညွတ်မြတ်တာစေတယ်ပြီးတော့တန်ကြတယ်ပြီးတော့သွေးသားသန့်စင်စေရဆိုပြီးတော့အထိပ္ပယ်ဖွင့်ဆိုထားတယ်ပေါ့နော်ဒါအနောက်တိုင်းစိတ်ပညာရည်ထဲမှာဆိုလို့ရှိရင်တော့ဝါးပင်နဲ့ပတ်သက်ပြီးတော့အဲညင့်နဲ့ပတ်သက်ပြီးတော့ပေါ့နော်မြင့်ကိုသူတို့ကဝိတ်ကြစေရဆိုပြီးတော့ဖော်ပြကြတယ်မြင့်စားပြီးတော့ဝိတ်ချလို့ရတာပေါ့နော်ဒီတော့မြင့်ကကြတော့ကလစတရောလည်းထိန်းချုပ်ပေးတယ်ပြီးတော့ကင်ဆာဆဲတွေကိုလည်းတိုက်ထုတ်ပေးနိုင်တဲ့အစွမ်းသက်တည်လည်းရှိတယ်ပြီးတော့ညင့်နဲ့ပတ်သက်ပြီးတော့အစောဆုံးတွေ့ရှိရတဲ့သမိုင်းမှတ်တမ်းကကြတော့တရုတ်ပြည်တန်မင်းဆက်လက်ထက်ပေါ့နော်အဲ့ဒီတော့ကဆိုလို့ရှိရင်မြင့်စားသုံးခြင်းရဲ့ ကျိုးကျေးဇူးကိုတဲ့ဖော်ပြထားတဲ့စာပေတွေများစွာရှိရဲ့ဒီတော့မြစ်နဲ့ပတ်သက်ပြီးတော့အစောဆုံးတွေ့ရှိရတဲ့စာပေတွေထဲမှာဆိုလို့ရှင်လဲဒါမြစ်စားတောက်တဲ့အခါမှာအသက်ရှည်ရဲ့ပေါ့နော်နှုတ်ပြူစီရဲ့ဆိုပြီးတော့လဲဖော်ပြထားတယ်ပြီးတော့ဂျပန်နိုင်ငံမှာဆိုလို့ဆိုလို့ရှင်ရင်းနဲ့မြစ်ကို ဟင်းသီးဟိရွက်တို့ရဲ့ဘရင်ဆိုပြီးတော့တင်စားကြတယ်တဲ့မနေ့အလွယ်ပေါက်တယ်ဆိုပေမဲ့အထင်မသေးလိုက်နဲ့နော်ဟုတ်တယ်အကျိုးအနီးတင်နေရတော့နဲတာမဟုတ်ဘူးဟုတ်တယ်ဒီကအပင်လေးထဲမှာမှာဂင်းနဲ့စံချိန်ဝင်ထားဟုတ်တယ်ကြီးထွားမှုလည်းမြန်တယ်ပြီးလို့ရှိရင်ဒါတော့ဟိုတော်တော်ခုခံနိုင်မှုကောင်းတဲ့အပင်လိုပြောရမှာပေါ့နော်ဟုတ်တယ်ပြီးတော့သူကဆေးဘက်ဝင်နေဆိုတာလေသူ့ကိုပေါ့နော်ဒီလိုမျိုးလေ့လာကြည့်ရဲ့အခါမှာဆိုလို့ရှိရင်သူ့မှာတကယ်ဗိုက်တာမင်တွေတတ်ထွက်တဲ့ဒီများစွာပါတယ်အကြီးကတော့တတ်ထွက်တဲ့နဲ့အမြင့်တက်ပေါ့နော်ကျွယ်ဝရတယ်ပေါ့နော်ဒီတော့မြစ်ကိုပြင်ပပို့ကုန်ပြပပို့ကုန်တစ်ခုအနေနဲ့တင်ပို့မယ်ဆိုလို့ရှိရင်တော့ဒါပ ြည်ရင်းမှာဝင်ငွေလည်းတိုးမယ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်စားသုံးမယ်ဆိုလို့ရှိရင်လည်းယောဂဗျာတွေကင်းဝေးမယ်အလှပတဲ့အနေနဲ့လည်းအသားရေစုပ်ပြေလှပစေမယ်ဒီတော့လွယ်လွယ်ရပေမဲ့လည်းအထင်တော့မသိနဲ့ပေါ့နော်ဟုတ်ပါဟုတ်ပါညကတော့နော်ဈေးရမှာလွယ်လွယ်ရနေရပဲကိုကျမ်းမနေညွတ်တဲ့အခါညွတ်ချင်တဲ့အခါကျရင်ညစ်ကိုတော့စားပြရမယ်စားတဲ့အခါမှာအရာမဆိုးရညွတ်တော့စားဖို့ဒီကလိုပဲတော့နော်ဓာတုမစီမပါအောင်တော့ရွေးချယ်ပေါ့နော်ကောင်းတော့ပဲဒါတခြားနိုင်ငံတွေမှာတမိုးထားပြီးတော့ဒါစီးပွားရေးထွက်ကုန်ထွက်ကုန်အနည်းငယ်နဲ့ပေါ့နော်ညစ်ကိုဒါလုံးနေတာဟုတ်တယ် တံပို့ထားရမယ်။ကဲအခုဆိုလို့ရှင်တော့ပြည်သက်တွေအားလုံးကိုဘ ഹു သုတအကြောင်းအရာချို့ဝေးမြပြီးသွားပြီ။ထပ်မံပြီးတော့တင်ဆက်ဖို့အတွက်အကြောင်းအရာကြီးချက်ရှိနေပါသေးတယ်။ခေတ္တပြုံပြီးအစီအစဉ်ဒီမှာခဏလေးရပ်နိုင်မယ်နော်။